မန္တလေးမြို့ကပကြီကြော်မင်းမူရတကူတော်ပကြီပြပွဲကိုမန္တလေးမြို့မင်္ဂလာမန္တလေးအင်ယာမှာရှိတဲ့တိရိပကြီအနုပညာခမ်းမမှာဒီဇင်ဘာလ17ရက်နေ့ကနေ14ရက်နေ့ထိ3ရက်ကြာပြသနေပါတယ်ငိမ့်မိုးအောင်ကသတင်းပေးပို့ထားတာပါမန္တလေးမြို့ကပကြီဆရာတယောက်ဖြစ်တဲ့ပကြီကျော်မင်းမူရဲ့ပကြီကား94ကားကိုတကူတော်ပကြီပြပွဲအဖြစ်မန္တလေးမြို့မင်္ဂလာမန္တလေးအိမ်ယာမှာရှိတဲ့သီရိပကြီနုပညာပြကန်းမှာဒီဇင်ဘာလ17ရက်နေ့ကစတင်ပြီး14ရက်နေ့အထိ3ရက်ကြာပြသနေပါတယ်။ ျွန်တော်ဒီပွဲလေးကိုလက် limitation contribution ဆိုတော့လည်းပေးပြပြအဝင်ပြရရဲ့အကြောင်းကတော့ကျွန်တော်ငယ်ငယ်လေးကတချို့ပေါ်လာတာဒါလေးဖြစ်တယ်။တော်ပြီကျွန်တော်ကျွန်တော်ကျွန်ဝိုင်းပြီးကျွန်ဝိုင်းပြောင်းလာအောင်မရင်းနေဘူး။ဒီလိုကျွန်တော်က decision မှာလေဒီတော့မနေရဖြစ်နေတော့အဲ့ဒီချိန်ဘက်ကိုအချိန်ပဲဖြစ်နေတယ်။ဘာလို့ကျွန်တော်တော့ဆိုရင်တက္ကသိုလ်မှာဝန်ထမ်းလေးရောက်တော့မှာပဲ။အဲ့တော့ကျွန်တော်ကလည်းတင်ကြိုင်းနဲ့ပတ်သက် ကျွန်တော်ကအချိန်ပြောင်းလဲပြောင်းဖို့ဆိုစိတ်ကူးရှိရတော့အဲ့လိုမျိုးနဲ့နေနေကျွန်တော်ဝန်ထမ်းထွက်တဲ့နေ့ချင်တော့ကျွန်တော်ချဲရပေါ့ဘာလို့ဒီမှာကျွန်တော်ကြည်ကားရေးနေတယ်ရေးပြီးတော့ကျွန်တော်ပြောင်းဖို့ပြောင်းပြီးအဲ့ဒီပြပွဲမှာပကြီကျော်မင်းမူရဲ့ရေဆေးစီဆေးအခရိုက်လစ်ဆေးတွေနဲ့ရေဆဲထားတဲ့ပကြီကား54ကဟာတပေတပေခွဲအရွယ်ကစပြီးနှစ်ပေသုံးပေအရွယ်တွေထိစိုက်ဆုံပါဝင်ပါတယ်။ဒါအပြင်ပကြီကားတွေကိုပြပွဲတက်တက်ဖြစ်တာပြသပြီးရောင်းချမှာမဟုတ်ဘူးလို့လည်းပြောပါတယ်။ ေးထားတဲ့ပကြီးကတရားသာရှိပါလေတရားသာရှိဆိုတော့သူများတွေလို technique တွေပါနေတော့မပြောတော့တရားသာရှိဆိုအခုကြည့်လိုက်လဲသိမယ်တရားသာတန်းတန်းလိုက်တော့သူဆွဲရပြင်းတော့သူပြင်းလို့ပဲသူဆွဲရပြားသူပြားတရားသာရှိတယ်အဲ့ဒါနဲ့တစ်ဆင့်ပြန်ပြီးတော့ခံစားလို့ရတယ်ပကြီးကျော်မင်းမူဟာပကြီးရေးဆွဲခြင်းအပြင်ဂီတာနဲ့ပတ်သက်တဲ့အမှုပညာတွေကိုလည်းလုပ်နေသူတူဦးဖြစ်ပြီးအခုပြပွဲဟာလည်းသူ့ရဲ့ပထမဆုံးတကူတော်ပကြီးပြပွဲလည်းဖြစ်ပါတယ်ကျွန်တော်ငိမ့်မိုးအောင်ပါ